အခုတည်င်းဖြစ်နေတဲ့ပထုံဌာနီလမ်းစစ်ကတိုက်ခတ်ပိုက်ရှင်အကြောင်းအဲ့ဒီတိုက်ခတ်မှာတက္ကသိုလ်ကျောင်းသားအများစုငားနေထိုင်ကြတယ်ဖွင့်လာတာအနည်း20ရှိပြီးအခန်းပေါင်း200ရှိတယ်စတော့မှာတိုက်ခတ်ပိုက်ရှင်အကြောင်းကိုသိမသိကြသေးဘူးခုနှစ်ရက်နေမှာဒီတိုက်ခတ်ပိုက်ရှင်အကြောင်းကိုကျောင်းသားအယောက်100နီးပါးကထွက်လာပြောကြတယ်တိုက်ခတ်ပိုက်ရှင်နမည်ကဒေါ်မဟာဖိုင်ဒေါ်မဟာဖိုင်ကသူ့စီမှာအခန်းလာငားတဲ့သူတွေကိုအချုပ်တက်တန်းရှိရှိနဲ့အကြာကြီးနေရမယ်နေတဲ့သူကအကြောင်းမျိုးမျိုးနဲ့ထွက်ခွာသွားခဲ့ရင် ခဲ့တဲ့ငွေတွေကိုလည်းပြန်မပေးဘူးခါပါရှယ်ကျန်ခဲ့တဲ့ပစ္စည်းတွေအားလုံးကိုလည်းတိမ့်တဲ့အခြေရှိတယ်တရက်မှာဒေါ်မဟာဖိုင်ကအဲ့ဒီလိုလုပ်တဲ့ဆိုတာကိုចောင်းသားအယောက်၄၀ကထွက်လာတိုင်းကြတယ်ခံရတဲ့ចောင်းသားတွေကများလာတော့အယောက်တရာနေပါဖြစ်သွားပါတယ်တယောက်ရဲ့အပြုတ်မူကမမှန်ဘူးဆိုရင်တိုင်ချင်တိုင်းတိုင်လို့မရပါဘူးရှင်ငားနေတဲ့ចောင်းသားအများကြီးအနက်၃ယောက်ကိုမေးကြည့်ပါတယ်အမចောင်းသားပြောပြတာကဒီမှာငားနေတာတနည်းရှိပြီ2025တလပိုင်းမှာနေတဲ့အချိန်မှာဒေါ်မဟာဖိုင်ကရှိတဲ့တော့အပေါ်နဲ့အခန်းဖွင့်ဝင်လာတယ် သူကအတော်ပါလို့ကျင်းတော့အခန်းထဲကိုဝင်လာတာလဲမေးတော့အတော်တော့ကောင်းလားမကောင်းလားစမ်းကြည့်တာလို့ပြောတယ်။အချိန်ကစပြီးကျောင်းသားလေးကကျွန်တော်ကိုကျွန်တော်လဲလုံခြုံမှုမရှိတော့တယ်လို့ခံစားရတယ်လို့ပြောပြတယ်။ဒီရတယောက်ကကျောင်းသူလေးငါတက်မှာငါနေတယ်မနှက်ဆော့ဆော့အိမ်မောကြနေတဲ့အချိန်မှာအခန်းတကားဖို့ကိုအပြင်ကနေခိခိနဲ့ဖွင့်နေတဲ့အတန်းကိုကြားရတယ်။သူလဲအဲ့ရကလန့်နိုးတာပေါ့နော်။အဲ့နဲ့သူဒေါ်မဟာဖိုင်ကိုပြရတယ်ပေါ့နော်။အခန်းတကားကိုအပြင်ကနေတယောက်ယောက်ဖွင့်နေတဲ့အတန်းကြားတဲ့အတော် CCTV ရှိလားရှိရင် မျိုးကိုပြဆိုတော့တော်မဟာဖိုင်ကအတော် CCTV တွေမတက်ထားဘူးမရှိဘူးလို့ပြောတယ်အဲ့ချိန်တုန်းကကျောင်းသူလေးကလည်းအော်အတော်ကတကယ် CCTV မရှိလို့ तू မပြဘူးလို့ပဲထင်နေတာပေါ့နော်နောက်မှ तू အကြောင်းစုံသိရတာတရက်ကျောင်းသားလေးကတော့ငားနေတာသုံးလားရှိပြီးတော်မဟာဖိုင်နဲ့ကဘာပြဿနာမှမရှိခဲ့ဘူးဘူးတရက်မှ तू အကိုနဲ့အမကလာကြိုတယ်အဲ့တော့ तू ကခဏဆောက်ဖို့နော်ကျွန်တော်ပစ္စည်းတွေတိတ်လိုက်အောင်မဲဆိုပြီးတော့အခန်းထဲကပစ္စည်းတွေကိုတိတ်နေတဲ့အချိန်မှာအပြင်ကနေပြီးတော့စူညံတန်နေစကားများတဲ့အတန်ကိုကြားတော့သူ့ရဲ့ညီမလေး လေးကိုအထင်မှာမဖြစ်လဲမသိဘူးညီမလေးသွားကြည့်လို့ကြည့်ခိုင်းတယ်ညီမလေးကလည်းသူ့ကိုလှမ်းခေါ်တယ်သူထွက်ကြည့်တော့အခန်းအပြင်မှာစောင့်နေတဲ့အကူအမနဲ့တိုက်ခတ်ပါရှင်တော်မဟာဖိုင်နဲ့ကစကားတွေများနေတယ်သူကလည်းအတော်နဲ့ကျွန်တော်ဘာပြဿနာမှမရှိဘူးအတော်ဘာလို့ကျွန်တော်အကူနဲ့မကိုမောင်းထုတ်ရတာလဲဝင်မရတာလဲလို့မိတော့တော်မဟာဖိုင်ကဘာမှမပြောဘူးတခါကြီးကိုသူဆွဲပိတ်လိုက်တယ် ီးတော့သူ့အကိုနဲ့အမကိုလည်းမပေးဝင်လို့မရဘူးပေါ့နော်မောင်းထုတ်လိုက်တဲ့သဘောမျိုးပေါ့အဲ့တော့သူလည်းစိတ်မကောင်းဘူးဩငါစီလာတဲ့မိသားစုကိုပေါ့နော်ငါဘာမှလည်းထွက်သွေးခွင့်လည်းမရှိဘူးငါစီလည်းလာလေခွင့်လည်းမရှိဘူးလို့သူပြောပြတယ်မဟာဖိုင်ဘာလို့ဒီလိုလောက်တာလဲဆိုတာလေငားနေတဲ့ចောင်းသားတွေကလည်းနားမလဲကြဘူးပြီးတော့သူကငားနေတဲ့တက်တန်းကိုလည်းအကြာကြီးငားနေခိုင်းတယ်တချို့လည်းအចောင်းမျိုးမျိုးចောင်းငားမနေတော့ဘူးဆိုရင်သူတို့ကြိုတွင်းထားတဲ့ပတ်စံလေးတွေကိုကြိုတင်ပြောပြီးတော့ထုတ်ယူခြင်းကြတယ်ဒါပေမဲ့ဒီဖ ွားကြီးကသူပြန်မပေးဘူးခန်းပိုက်ရှင်တွေအထဲမှာကျန်ခဲ့တဲ့ပစ္စည်းတွေကိုလည်းအားလုံးသိမ်းလိုက်တယ်တခုမှပြန်မပေးဘူးចောင်းသားတွေကလည်းခံရပါများလာတော့တယောက်ပြီးတယောက်ထွက်ပြေးလာကြတယ်အခုဆိုရင်အယောက်တရာနီးပါးဖြစ်သွားတယ်နောက်ပြီးတော့ကွာကိုဖုန်းနဲ့ကိုအင်တာနက်ဆက်မဝယ်သုံးကြတယ်မလား तू ကအဲ့လိုမဟုတ်ဘူးเนาะ तू တက်ထားတဲ့ wifi ဘိုးတွေကိုလည်းចောင်းသားတွေစီကပြေးခန်းဘလောက်ဘလောက်ရှူတာကိုလည်းသူတောင်းနေရင်းကကြီးသွားတော့ရဲတွေကအဖွားကြီးငားစားတဲ့တိုက်ခန်းတွေကိုသွားစစ်တယ်ခြံတကားကတော့ဖွင့်နေတယ်တကားမကတော့သူပိတ်ထားတယ်တကားကွာက က်နဲ့ထိုးမှဖွင့်လို့ရတယ်။တော်အတော်လို့ခေါ်တယ်။မီးတွေလည်းပိတ်ထားတယ်။အတန်လည်းမကြိုက်ရဘူး။ငယ်တွေကလည်းအတေးမဖွင့်ဝင်တော့ဘူး။တကယ်လို့ကက်နဲ့ထိုးဖွင့်တဲ့တကားကိုအတေးဖွင့်ယူမယ်ဆိုရင်ဒါကျူးကျော်တဲ့ပုံမှလို့ခေါ်လို့ရတယ်ပေါ့။အားကြောင့်မို့ဒီဖွားကြီးကိုလည်းဘယ်ချိန်ဆက်သွယ်မလဲဆိုတာကိုလည်းစောင့်နေတယ်။နောက်ဆုံးတရင်ရပေါ်တော့ចောင်းသားတွေကတရက်တရက်လာတိုင်တဲ့သူတွေကလည်းများတယ်။ဒေါ်မဟာဖိုင်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူထွက်လာမဖြစ်ရှင်းသေးဘူး။